န်းပြီးတဲ့နောက်ရက်တည်းကသူတို့ရအဲ့ညနေဘက်ကိုဖောက်ခွဲလိုက်တယ်လေအဲ့အဆောက်အဦတွေကိုသူတို့ဖောက်ခွဲဖြတ်စီးတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီကိုဝင်ထွက်လုပ်တဲ့လူတွေကတော့ပြောတာတော့ဒီအဆောက်အဦတွေကိုဖြတ်စီးတာမဟုတ်ဘူးပေါ့ဒီနာဒီမြေလူတွေတွေလူတဲ့နေရာလေးပဲသူတို့ကဟန်ကြပေါ့ဖောက်ခွဲထားတာပေါ့ကအခုကအဲ့ဒီဘလူးမအဝင်မခံတော့ဘူးလေစစ်တပ်နဲ့စစ်တပ်ကတက်ဆွဲလိုက်ပြီလေစစ်တပ်နဲ့ BG ရဲ့နဲ့ပဲဝင်ထွက်လုပ်နေကြတယ်တကယ်ပြီးတော့တိတ်ပြီးဝင်ထွက်လုပ်လို့မရဘူးလို့ပြောကြတယ်ပြီးတော့ပက်ပက်လေးမှမိုင်းထောင်ထားတယ် ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိပြီးအွန်လိုင်းကတဆင်ငွေလိန်ခိုင်းနေလောက်ကင်နေတဲ့ KK ဘက်အစအဦးတွေမှာအောက်တိုဘာ28ရက်နေ့ညနေပိုင်းထိပောက်ကွဲမှုတွေထပ်မံဖြစ်ပွားနေပါတယ်။ကြားပြန်ရှင်းလင်းအကြောင်းပြချက်နဲ့မြောက်ရီတောင်ဘက်ကမင်းလက်ပံကြေးရွာနဲ့မေထော်တလေးကြေးရွာတဝိုင်းနားကအစအဦးတွေကိုမြန်မာစစ်တပ်လက်အောက်ခံစောချစ်သူဦးဆောင်တဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကဖျက်ဆီးမှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ပောက်ကွဲမှုတွေကြောင့်ဘုံအစနာနဲ့အစိပ်ပိုင်းတွေဟာထိုင်းနိုင်ငံဘက်အချမ်းကနေရီဘုံကိုကြားရောက်ခဲ့တယ်လို့သိရပါတယ်။ ါပေမဲ့ဒီလှုပ်ဆောင်မှုတွေဟာဟန်ပြတက်တက်တာဖြစ်ပြီးအဆောက်အဦတွေကိုဖောက်ခွဲခဲ့တာမဟုတ်တလို့အဲ့ဒီအဆောက်အဦတွေနားကိုအသွာလာကန့်တက်ထားပြီးပြစ်မိန်ပေးထားတယ်လို့ဒီအခြေအနေကိုသိတဲ့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ23ရက်နေ့ကစပြီးနာမည်ဆိုးနဲ့ကြော်ကြားတဲ့ ကြားဖြန့်စင်တာ GG ဘက်ကနေကြားဖြန့်လုတ်ကင်နေတဲ့နိုင်ငံသားတွေအပါအဝင်ကြားဖြန့်လုတ်ကင်သူတွေကို BGF ကနှင်ထုတ်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံမဲဆောက်ဖက်ဂျန်ကိုကြားဖြန့်လုတ်သားနိုင်ငံသားတထောင်ကျော်ဝင်ရောက်ထပ်ပြေးလာခဲ့တာကြောင့်ဒီလူတွေကိုထိုင်းအနာပိုင်းတွေကထိမ့်သိမ်းစီစစ်မှုတွေပြုလုပ်နေပါဗါးဒါအပြင်ထိုင်းစစ်တပ်ကလည်းလက်ရှိမှာနေဆက်တျှောက်ကိုလုံခြုံရေးတိုးမြှင့်ထားပါဗျ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးထိုင်းမြန်မာနေဆက်မှာနေထိုင်တဲ့သတင်းတော်တူပြောပြတာကတော့အင်းရေရေ ာနေပြီးတော့သူတို့သက်ဆိုင်ရာကိုပြန်ပို့ဖို့လုံးတင်နေတူတယ်။နောက်တရားတိထိတ်နားမှာရှိတဲ့ဒီ immigration ရုံးတွေကိုအဲ့ဘက်ကကူလာတဲ့လူတွေကိုခိုင်းရဲပတ်စကားတွေနဲ့တည့်တည့်ဝါတယ်။အဲ့လို immigration ကားကြီးလေတော်နေစီမှာအဲ့ဒါတွေနဲ့ခေါ်ပြီးတော့သူတို့ဟို ID ယူတာတွေဘာတွေလုံးမှာပေါ့နော်။အဲ့လိုလုတာတော့ရှိရင်နောက်ပြင်အခုတောက်လျှောက်ကခိုင်းရဲတွေကအဲတော့ပတ်နေရပေါ့အဲနောက်တော်မောင်းနေရောစစ်တက်တွေရောပြုံပြီးဝင်လာတာဟုတ်ဒါပေမဲ့ရွှေကုတ်ကူထဲကအတိအုံကြီးတော့ရွှေကုတ်ကူထဲမှာတော့ ဘာမှထူထူထူမရှိဘူးတဲ့ဒီတိုင်းပဲပုံမှန်အလုပ်လဲပတ်နေရပါတော့အရှိကိုကူတွေမှာတော့သူတို့ easy ပဲတဲ့ကြားဖြန့်နေနေအကြောင်းပြချက်နဲ့ KK ဘက်ကိုအာနာသိန်းစစ်တပ်နဲ့ကင်းနေကြဆောင်တက်ဖွဲ့ BGF တို့ကပူပေါင်းစီရင်ခဲ့ပြီမဲ့ BGF ကဦးစီးလောက်ကင်နေတဲ့ရွှေကုတ်ကိုမြစ်တဲ့အတွင်းကကြားဖြန့်လုပ်ငန်းတွေကတော့ပုံမှန်အတိုင်းလုပ်ငန်းလောက်ကင်လဲပတ်နေတဲ့အပြင် KK ဘက်ကပြောင်းရွှေ့လာတဲ့တရုတ်တထေးတချို့ကလည်းရွှေကုတ်ကအဆောက်အအုံတချို့မှာလုပ်ငန်းပြန်လဲစတင်နေရလို့ရွှေကုတ်ကိုမြစ်တဲ့ဝင်တွေကဒေတာကန်တွေကပြောပါတယ်။ ။ KK ဘက်ဟာ BGF ကအဓိကလုံခြုံရေးတာဝန်ယူတိစောက်ထားတဲ့ online ကြားဖြန့်စင်တာတစ်ခုဖြစ်ပြီးမြောင်းရီမြို့နယ်အတွင်းကကြားဖြန့်လုပ်ငန်းတွေအားလုံးကို BGF ကစက်ကြီးကောက်ပြီးကာကွယ်ပေးထားပြီးလက်ရှိမှာတော့မြောင်းရီမြို့ပေါ်မှာဂိမ်းလုပ်ငန်းတွေအားလုံးကိုယာယီပိတ်သိမ်းခိုင်းထားတယ်လို့သိရပါဗျ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးကင်းနယ်ကြားဆောင်တပ်ဖွဲ့ BGF တာဝန်ရှိသူဒုဗိုလ်မှူးကြီးနိုင်မောင်စောစီမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းခဲ့ပြီးမြေစေယုံတက်နေတယ်လို့ပြန်အကြောင်းပြန်ခဲ့ပါဗျ။တရုတ်တွေပေါ့ကတရုတ်တွေဒီဆိုင်ကတရုတ်တွေကို တကြီးအထင်းထုတ်ထားတဲ့ဒီမျိုးရေဆိုင်လေးကွာမျိုးရေဆိုင်ဒီမှာသူတို့ပြန်လို့ထည့်ထင်းနေထားတယ်သူတို့ပြောတယ်လောထဲတော့များပြီးမျိုးပေါ်မှာဒီခဲယုံတွေကတင်းလို့လေးပုံပိတ်ထားတယ်အခုဒီမှာကျတော့အခုခွဲစည်းကားတွေရောခွဲစည်းကားတွေရောစိတ်တဲ့ကားတွေရောစိတ်တဲ့ကားတွေရောပေါ့အဲ့ဒါတွေကတော့ချီချုံနေမျိုးရဲမှာဒီအခြေအနေတွေမှာတရုတ်နိုင်ငံကလူရှိနေတဲ့ကြားဖြန့်ခေါင်းဆောင်လက်ဖြစ်ရွှေကုတ်ကိုရထိုက်ကုမ္ပဏီတည်ထောင်သူရှီကြီးကျန်းကိုတရုတ်စိုးရစီကိုလွှဲပြောင်းပေးတော့မယ်လို့ထိုင်းသတင်းတွေကဖော်ပြကြပါဗျာ။ ရှီကြည်ချန်းဟာတရုတ်နိုင်ငံရဲ့တရားခံပြေးဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာတရားမဝင်လုပ်ငန်းတွေဆက်လက်ဥဆောင်လုပ်ကနေသူဖြစ်ပြီးထိုင်းနိုင်ငံကပြီးခဲ့တဲ့2022ခုနှစ်အတွင်းဖမ်းမိခဲ့ပြီးထိုင်းအချင်းထောင်အတွင်းနှစ်ချီကြာထိန်းသိမ်းထားတာပါ KK ဘက်ဟာခင်မြူသားစီယုံ KNU ရဲ့တမ6နယ်မြေအတွင်းမှာတရှိပေမဲ့ BGF အပါဝင်လက်နက်ကင်အဖွဲ့အများပြားလှုပ်ရှားနေတဲ့ရှုပ်ထွေးတဲ့နယ်မြေအနေအထားမှာရှိပါတယ်။ကရင်မျိုးသားစီယွန် KNU ဘက်ကတော့ online ငွေလိမ်လုပ်ငန်းတွေရှိတဲ့ ကီကီပတ်ဝန်းနဲ့လုံးဝမတက်ဆိုင်ဘူးလို့အာဏာသိမ်းစစ်တပ်ကမမှန်မကန်ဆွဆဲပြောဆိုခြင်းသာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါဗျ။နိုင်ငံတကာကကြားဖြတ်နှိမ်နှင်းကိုပုံမအားထက်လှုပ်ဆောင်ဖို့ဖိအားပေးနေချိန်မှာစစ်တပ်နဲ့ BGF ကကီကီပတ်ကိုစီးနင်းခဲ့တာပါ။သူတို့လှုပ်တဲ့အချိန်ဟာ ASEAN Summit ကွာဟိုဒေါ်နယ်ထရမ့်လိုလေလာတယ်။အမှ ASEAN TTC ဝေးပွဲလုပ်နေတဲ့အချိန်မှာအချိန်ကိုက်လုပ်လိုက်တာပဲလေ။ဟိုတေချာတာကတော့ဒီကောင်တွေကဟိုအကွက်ကျကျ လှုပ်သွားတဲ့အတွက်ဟိုဘယ်လိုခုံးလဲနိုင်ငံကြီးရစတီကောင်တွေကခြေတလန်းတာသွားတဲ့ပုံစံပေါ့ဟိုဒီဘက်ကကျတော့လည်းနှီးနေတော့ထိုးကြွေးခံရတာပေါ့